ချစ်စွာသောမိဘပြည်သူပေါင်းစိတ်အီချမ်းသာခြင်းကိုအီချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဥစွာပထမစိတ်နီးစပီကာနေပြီးတော့နှုတ်ခွန်းဆက်တာကာရောပြုလိုက်ရပါတယ်ခင်ဗျာတီတီတာတာနဲ့ပလီပလာမပြောတတ်တဲ့စိတ်နီးစပီကာပြန်လည်လို့ရောက်ရှိလာပါပြီကျွန်တော်တွေအားလုံးမိဘရှင်ဝင်တွေကိုမကြမီချိန်တော်တွင်မှပြန်ရောက်တော့မှာပါအောင်မွေးတွေလီလီစက်ခံပြီးတော့ကျွန်တော်တို့ရဲ့တားကောင်းယန္တနာလေးတွေကလည်းဘလောက်အထီအောင် တက်စွန့်ဆန်ပြားစစ်အာဏာရှင်ကိုတော်လှန်နေတယ်ဆိုတာအထူးပြောစရာတော့မလိုတော့ပါဘူးဒါပေမဲ့တစ်ဖက်မှာရှိတဲ့လူတစုကလည်းတနတ်ကိုမိုးပြည်သူတွေရဲ့နှထင်းကိုတနတ်အားကိုးနဲ့ထောက်ပြီးတော့အကြောက်တရားတွေသွင်းနေတယ်ဆိုတာလေပြည်သူတွေအသိပင်ဖြစ်ပါလိမ့်မယ်စစ်ကိုလိုလားစနစ်မှားကြောင့်များပြားလူတွေခန္ဓာကျွေအေယာဝတီကိုအပြားခတ် အနာတော့မတက်လိုက်ကြပါနဲ့အဓိကလူငယ်လေးတွေလှုပ်နေတာမြမပြည်ကြီးငင်းညံ့အောင်လို့မြမပြည်ကြီးအေးချမ်းအောင်လို့လူငယ်လေးတွေဟာအသက်ကိုပဓာနာမထားပဲတိုက်ပွဲဝင်နေကြတာပါကျွန်တော်တို့ရဲ့မြမပြည်ကြီးကျွန်တော်တို့ရဲ့တိုင်းပြည်ကြီးကိုတနေ့နေ့တစ်ချိန်ချိန်ကြာရင်လူငယ်တွေလက်ထဲကိုကျွန်တော်တို့ကထည့်ပစ်ခဲ့ရမှာပါလူငယ်တွေရဲ့ပခုံးထက်မှာကျွန်တော်တို့မြမပြည်ကြီးရဲ့စိုးမွေကောင်းမွေရှိပါတယ်ဒါကြောင့် လူငယ်တွေကလည်းလူငယ်ပြီးပြီးတိုက်ပွဲဝင်နေတာသူတို့အတွက်မဟုတ်ပါဘူးသူတို့မိသားစုအတွက်မဟုတ်ပါဘူးကျွန်တော်မြန်မာနိုင်ငံကြီးအေဂျင့်စွာနေရအောင်လို့ကမ္ဘာနဲ့ရင်မောင်တန်းအောင်လို့လူငယ်တွေကအသက်စွန့်ပြီးတော့တိုက်ပွဲဝင်နေကြတာလို့ကျွန်တော်ဒီနေရာနေပြောချင်ပါတယ်ခင်ဗျာဘလောက်ကြီးပဲလူငယ်တွေကအသက်စွန့်ပြီးတိုက်ပွဲဝင်ဝင်အာနာရှင်ဆိုတဲ့အတိုင်းပါပဲအာနာရှင်ကတော့ အာနာယူပြီးတော့သူတို့ရဲ့ဇာတိယုတ်ကယနေ့ချိန်အထိမပြောက်သေးပါဘူး။ဘာတွေမပြောက်သေးဘူးလဲ။နှစ်တော်တော်များများနှစ်20ကျော်30လောက်ထဲကနေစပြီးတော့လိုင်စင်မဲ့ကားတွေထုတ်ပေးတယ်။လိုင်စင်မဲ့ဆိုင်ကယ်တွေထုတ်ပေးတယ်။ဟုတ်ပြီ။လိုင်စင်မဲ့ကားတွေထုတ်ပေးတယ်လိုင်စင်မဲ့ဆိုင်ကယ်တွေထုတ်ပေးတယ် ပြည်သူလူထုတွေလက်ထဲရောက်သွားပြီးစီးတော်မှလိုက်ဖမ်းကြတယ်။အဲ့ဒီလိုလိုက်ဖမ်းမဲ့အစားပြည်သူလူထုတွေလက်ထဲမှလိုက်ဖမ်းမဲ့အစားသူတို့ကရှိုးရုံကြီးတွေဆိုင်ကယ်ရှိုးရုံကြီးတွေကိုဖမ်းလိုက်ရောမပြီးဘူးလား။ဟမ်ဆိုင်ကယ်ရှိုးရုံတွေကရှိုးရုံတွေကြတော့သူတို့ကိုပတ်စံပေးထားတဲ့အတွက်သူတို့ကနေပြီးတော့မတိကျင်အောင်စောင့်နေကြတယ်။ ပြည်သူတွေလက်ထဲရောက်သွားတော့မှပဲဖမ်းညာတယ်မရှိမရှိမပတ်စံလေးနဲ့ဝယ်ထားကြတဲ့ပြည်သူတွေစိုင်းကဲကဲဒီလေးတွေစွဲတာတို့အငါးကားလေးတွေမောင်းတာတို့အဲ့ဒါလေးတွေခကြီးရပြက်နေတော့သူတို့မှမရှိရှိတာလေးနဲ့သူတို့ကလှုပ်ရှားနေရတော့မှပြည်သူတွေရဲ့လယ်ဘင်းကိုတက်နှင်းပြီးတော့ပြည်သူတွေရဲ့ဗစက်သေးကထမင်းလုတ်ကိုပုတ်ချတယ်လို့ဖြစ်နေတယ်ဗျာအခုဆိုရင် လိုင်စင်မဲ့စိုင်ကယ်တွေကိုစစ်ကောင်စီလက်အောက်ခံစစ်တပ်ရဲပြူစောတိပြည်သူစစ်တွေနဲ့ပြည်သူလုံခြုံရေးအဖွဲ့များကနေပြီးတော့စီးနှင်းရန်ပြန်လည်ပြီးတော့အမိန်ကိုချမှတ်လိုက်တယ်ဗျာကဲစဉ်းစားလာကြည့်ပါတော့ဗျာဘာလဲဆိုတော့အခုစစ်တပ်ကကျင့်သုံးနေတဲ့မူဝါတမျိုးတည်းမဟုတ်ပါဘူးနှစ်မျိုးပါဘာလဲဆိုတော့အခုတမျိုး ထို့ကြတမျိုးအခုတမျိုးအမိန်ထုတ်လိုက်တယ်ပြီးဝင်အဲ့အမိန်ထုတ်လိုက်တဲ့ဥစ္စာကိုဖျက်သိမ်းပြီးတော့နောက်တမျိုးသူကနေပြီးတော့လှုပ်လိုက်တယ်တရေခွင်းစစ်ကောင်စီဖြစ်နေပါလေရှော့လို့လည်းရတယ်တင်းလို့လည်းရတယ်ကျင်းလို့လည်းရတယ်ကျဲလို့လည်းရတယ်အဲ့လိုဖြစ်နေတယ်ဗျာကဲစီးနေမယ်ဆိုရင်အခုဝန်ထမ်းတွေဌာနဆိုင်ရာဝန်ထမ်းတွေစစ်တပ်တွေရဲတွေပြူစောတိတွေ ပြည်သူစစ်တွေပြည်သူလုံခြုံရေးတပ်ဖွဲ့တွေကကောသူတို့ကရောပြည်သူတွေကပြည်သူတွေမဟုတ်ဘူးလားသူတို့ကြတော့စီးကွင်ပေးထားပြီးတော့တကယ်တကယ်မရှိစင်းရဲသားတွေကြတော့စီးကွင်မပေးဘူးသူတို့စီးနေတဲ့ဆိုင်ကယ်တွေကားတွေကြတော့ကောသူတို့ပတ်စံနဲ့ဝယ်ထားတာလားမဟုတ်ဘူးပြည်သူတွေလက်ထက်ရနေပြီးတော့ဖမ်းဆီးထားတဲ့ကားတွေဆိုင်ကယ်တွေကိုသူတို့ကနေပြီးတော့အတင်းအာရမနဲ့ဓမြတိုက်လူယူပြီးတော့ မျက်နှာကောင်းလိုချင်တဲ့အတွက်သူတို့ကိုငါတို့ကတော့ပေးထားတယ်နော်မင်းတို့စီးဆိုပြီးတော့လှုပ်တဲ့ပုံစံဖြစ်နေတယ်ကွာအဲ့ဒါလေးကိုတော့နည်းနည်းပါပါစဉ်းကျင်ကြပါအစင်းကြီးကြောင်မလို့ကျွန်တော်မပြောချင်တော့ဘူးဗျာသူတို့ကိုကျွန်တော်တို့အဲလေးအေးအေးလေးနဲ့မပြောချင်တော့ဘူးမင်းတို့တွေလောက်တာခမားတို့တွေလောက်တာမှန်သလားမှားသလားဆိုတာပြန်စဉ်းစားကြပါအဲနောက်တစ်ခုကတော့ဘာလဲ နောက်တစ်ခုကဘာလဲဆိုတော့ရန်ကုန်မြို့တွင်းနဲ့ပြည်ခိုင်မြို့ပါတီပေါ့နော်ပြည်ခိုင်မြို့ပါတီဆိုတော့လှအောင်လို့ပြောတာချက်ဖို့ပေါ့ဗျာချက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီချက်ဖို့အတူကောက်ချက်ဖို့အချက်ဖို့ပါတီကနေပြီးတော့မဲဆွဲစီယုံတဲ့အနေနဲ့ကျွန်တော်တို့ကျူးကျော်တွေပေါ့အနေနဲ့ရက်ကနေပြီးတော့လာရောက်ပြီးတော့နေထိုင်ကြတဲ့လူတွေသူတို့မှအိမ်ငှားဖို့မရှိဘူးအိမ်ဝယ်ဖို့မပြေလည်ကြဘူးမပြေလည်ကြတော့သူတို့ကနေပြီးတော့မြို့စုံလေးတွေမှာဒါမှမဟုတ်ရင်ရက်ွက်အစုံလေးတွေမှာ အဲမြို့နယ်အစွန်လေးတွေမှာအဲသူတို့ကနေပြီးတော့အဲသူတို့မရှိမရှိမဲ့ပတ်စံလေးနဲ့သူတို့တဲလေးတွေထိုးပြီးနေကြတယ်အတိုင်အင်းကနေနှစ်အင်းနှစ်အင်းနဲ့သုံးအင်းသုံးအင်းနဲ့လင်းဆိုတော့မြို့ကြီးလေးဖြစ်သွားတာပေါ့နော်ရွာလေးတစ်ခွေဖြစ်သွားတယ်အဲ့ဒီမှာလူပေါင်းစုံရှိရပါတယ်ကျွန်တော်တို့ဘာသာရေးပေါင်းစုံလည်းရှိပါတယ်တိုင်းသားပေါင်းစုံလည်းရှိပါတယ်အဲ့လိုမျိုးကျူးကျော်နေတဲ့လူတွေကိုကျူးကျော်နေတဲ့ကျူးကျော်ရက်ွက်လေးကိုသူတို့ကနေပြီးတော့မဲဆွယ်စည်းရုံးတဲ့အနေနဲ့မှတ်ပုံတင်နေထုတ်ပေးမယ်မှတ်ပုံတင်နေထုတ်ပေးပြီးတော့တကယ်တကယ် ငါတို့ရွေးကောက်ပွဲလုပ်ရင်ငါတို့ကိုမဲပေးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကတိမ့်သွင်းနေပါတယ်ဟုတ်ပါပြီအဲ့ဒီကျူးကျော်တွေကကျူးကျော်တွေကိုရောသူတို့ကအဲ့လိုမဲဆွဲစီးယုံပြီးဆိုရင်အဲ့ဒီကျူးကျော်တွေကမှတ်ပုံတင်တော့လုတ်ပင်းရင်ယူလိုက်မယ်ဟုတ်ပြီလားမှတ်ပုံတင်ယူလိုက်မယ်မှတ်ပုံတင်ယူပြီးတာနဲ့သူတို့ကမဲတဲ့မများထင်နေလို့လားဖုံးမရဓမ္မဆုံးဖြစ်မယ်နော် ို့မရဓမ္မဆုံးဖြစ်မယ်လူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်ရဲ့စကားကိုသူတို့ခေါင်းထဲမှာသူတို့ကဝင်နေပါလေပြည်သူတွေဒုက္ခရောက်နေတာကိုသူတို့ကအတိဆုံးနေသူတို့ကအောက်ခြေလူတန်းစားဒီနေ့လုံးမှာဒီနေ့စားရတဲ့လူတွေသူတို့ကသိတာပေါ့ထမင်းစားပြီးကြီးတာလေထမင်းစားပြီးကြီးကြတာလူလူကောင်းဆောင်ဒေါန်ဆန်းစုကြည်ကဘာပြောခဲ့လဲဆိုတော့ အဲ့ဒီကပြည်သူတွေကနေပြီးတော့ထပြောပါတယ်မဲဆွဲစည်းရုံးရေးမှာပြည်သူတွေကနေထပြောတာဟာကျွန်တော်တို့ကိုကြံ့ခိုင်ရေးဖွံ့ဖြိုးပါတီကနေပြီးတော့ကျွန်တော်တို့ကိုတနေ့ကို9000ကျွန်တော်တို့ကိုပေးပါတယ်အနောက်တစ်ခုကဘာလုပ်လဲဆိုတော့ကျွန်တော်တို့အနည်းရင်ဂိတ်ကိုလာပါတယ်လာပြီးတော့သူတို့ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီရဲ့တစိ့ပါတယ်အင်ကြီးကိုကျွန်တော်တို့ဝက်ခိုင်းပါတယ်စိုက်ကားမှာကြံ့ခိုင်ရေးပါတီအလံကိုထောင်ခိုင်းပါတယ်ကျွန်တော်တို့ကိုတူးကို9000စီပေးသွားပါတယ် ်အငါတို့ပြီးတော့ပထမတော့ကျွန်တော်တို့ကမယူဘူးတဲ့မယူဘူးကျွန်တော်တို့ကနောက်ကြတော့ကျွန်တော်တို့ကယူပါတယ်ယူတယ်အဲသူတို့ထောင်ခိုင်းတဲ့အဲသူတို့ရှိတဲ့အချိန်လေးမှာတော့ကျွန်တော်အလံလေးကျွန်တော်ကထောင်လိုက်ပါတယ်အဲသူတို့ပေးတဲ့အိမ်ကြီးတော့သူတို့ရှိနေတဲ့အချိန်လေးကျွန်တော်ကဝစ်လိုက်ပါတယ်ဝစ်ပြီးတော့နောက်နေ့တွေကျွန်တော်တို့ဝစ်ချင်မှဝစ်တယ်တဲ့နောက်နေ့တွေဝစ်ချင်မှဝစ်တယ်တကယ်တကယ်ကျွန်တော်တို့မဲလဲပေးလဲပေးရောတဲ့ကျွန်တော်တို့ပြည်သူအစိုးရဖြစ်တဲ့ NLD အစိုးရကိုပဲကျွန်တော်ကမဲပေးခဲ့ပါတယ်တဲ့သူတို့ကိုယ်တိုင်သူတို့ပြောတယ်အခုလည်းဒီတိုင်းပဲသူတို့မှတ်ပုံနေနေသူတို့ထုတ်ပေးတယ်မှတ်ပုံနေနေထုတ်ပြီးသူတို့ပြီးခိုင်ဖြိုးပါတီလို့ခေါ်နေတဲ့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကြက်ဖို့ကိုမဲပေးမယ်များထင်နေလားဟမ်ဖို့မရဓမ္မဆုံးဖြစ်မယ်နော်မဲပေးမယ်များထင်နေလားအဲ့ဒီသူတို့ပါတီကနိုင်သွားလေဒါအလိန်အညာတွေပဲလို့ကျွန်တော်ဒီနေရာနေကျွန်တော်ပြောချင်ပါတယ်ခင်ဗျာ ပတ်ပတ်လုံးလဲနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့ငငယ်တုန်းက88အရေးတော်ပုံကြီးလဲပြီးလဲပြီးပါ69နှစ်ရွေးကောက်ပွဲကြီးလှုပ်တဲ့အချိန်မှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီးတော့တောင်ပြူကမ်းပြူမဲဆန္ဒတွေထည့်လိုက်ကြတာနိုင်သွားတယ်နိုင်သွားပြီးတော့ဟောအဲ့ဒီခေတ်တုန်းကကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီမဟုတ်ပါဘူးအဲ့ဒီခေတ်တုန်းကကျွန်တော်တို့တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီเนาะ စစ်မှုထမ်းဟောင်းတွေဖွဲ့စည်းထားတဲ့ပါတီသူတို့ပါတီကမနိုင်ခဲ့ပါဘူးရှုံးခဲ့ပါတယ်ရှုံးခဲ့ပါတယ်အခုလည်းဒီတိုင်းပါပဲကျွန်တော်တို့ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ NLD ပါတီကလူတွေကိုအကုန်လုံးအပြစ်မရှိအပြစ်ရှာပြီးတော့ဖမ်းချုပ်ထားရပြီးတော့ရွေးကောက်ပွဲမှာဝင်မပြိုင်ခိုင်းပဲနဲ့သူတို့ကြက်ခံရေးပါတီကနေပြီးတော့ဝင်ပြိုင်တယ်သူတို့တက်ရောက်တဲ့သူတို့ပါတီတစ်ခုတည်းဝင်ပြိုင်တာတော့မှကျွန်တော်ထင်ပါတယ် အဲဒုတိယတတိယလောက်ပဲရမှာပါအတိအောက်တည်းဝင်ပြိုင်တာတော့မှဒုတိယတတိယလောက်ပဲရမှာလို့ကျွန်တော်ဒီညနေရေးရေးကျွန်တော်ပြောရပါတယ်ပြည်သူတွေကအရင်နှုံးကလို့မဟုတ်တော့ပါဘူးရိုင်းရိုင်းပြောရမယ်ဆိုရင်ပြည်သူတွေကစောက်ဖို့မဟုတ်တော့ဘူးအဲ့လားလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာအဲနောက်တစ်ခုကဘာလဲဆိုတော့မိအေးနှစ်ခါနာချင်းညာတွေပါတဲ့ခေါင်းစဉ်လေးကတော့ ရမ်းကောင်းတယ်ဗျာမိအေးနှစ်ခါနာချင်းညာနေပါတယ်ဘာဖြစ်လို့လဲဒီတဲ့င်းလေးကိုသိကျင်နေသိကျင်နေကျွန်တော်ပြောပြမှာပေါ့အဲ့ဒါဘာလဲဆိုတော့အဲကရင်ပြည်နယ်နေဆက်ဟိုမှာ time ပေါ့နော် border line လို့ကျွန်တော်တို့အလွယ်ခေါ်ကြတာပေါ့နော်အဲ border line မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေတော်တော်များများကိုကန်ယူနော်ကန် KNLA ပူပေါင်းတပ်ဖွဲ့တွေကနေပြီးတော့တတက်ပြီးတတက် တကုံးပြီးတကုံးကိုတိမ့်ပိုက်နေတာလေပြည်သူတွေအတိပင်ဖြစ်ပါလိမ့်မယ်အခုဆိုရင်ကျွန်တော်တို့တိကက်ပလဲစကန်းကိုကျွန်တော်တိုက်ခိုက်တိမ့်ပိုက်ရမှာစုတ်ခါသွားတဲ့เนาะကျွန်တော်တို့စစ်ကောင်စီတက်နဲ့เนาะ KNLA ပူပေါင်းတက်ဖွဲ့တိုက်ပွဲအပြင်းအထန်ကျွန်တော်တို့ဖြစ်ကြပါတယ်တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတဲ့နောက်ဒီထိုင်းနယ်ဇက်ဘက်ကိုထိုင်းဘက်အချမ်းကိုပေါ့เนาะအဲထိုင်းဘက်အချမ်းကိုသူတို့ ထွက်ပြေးသွားပါတယ်ထွက်ပြေးတာမှယိုတန်းထွက်ပြေးတာမဟုတ်ပါဘူးအဲကျွန်တော်တို့ပြောပြောနေတဲ့ခွေးပြေးဝက်ပြေးလရပြေးပေါ့အဲ့လိုတွေပြေးသွားတာအယောက်900ကျော်ပါတယ်အယောက်900ကျော်ပါတယ်အဲ့ဒါကိုတိသွားရင်လေဟိုဘက်ကလော်ဘီတွေကတော့ပြောမှာပေါ့အာမဟုတ်ဘူးငါတို့ထွက်ပြေးတာမဟုတ်ပြေးသွားတာကအဲ KAU တွေအဲကရင်လူမျိုးတွေဘာဖြစ်တယ်ညာဖြစ်တယ်ဆိုသူတို့ကပြောကြမှာဒါတွေကလိန်နေတာမြဝတီလိန်နေသည်မြမတန်လိန်နေသည် ဘောမတွေပိုလိန်ဒီဆိုတဲ့ပုံစံမျိုးပါပဲသူတို့ကတော့လိန်နေလိန်ကြလိန်မြဲတိုင်းလိန်နေပါလိမ့်မယ်နော်အဲ့လိုမျိုးပဲကျွန်တော်တို့ဒီထိကပ်ပလဲစကန်းကတော်တော်ကြီးအထိနာနေပြီတော်တော်ကြီးအထိနာတဲ့အတွက်ကြာဆုံးတဲ့လူတွေအသေးပြောက်တွေဒဏ်ရာရတဲ့လူတွေတော်တော်များပါတယ်တော်တော်များတော့ကျွန်တော်တို့ကအာဟိုဒီဘက်ကနေပြီးစိတ်တက်ခွန်အားတွေနဲ့တိုက်ခိုက်တဲ့အတွက် သူတို့မှာအင်းအားချင်းမရှင်နိုင်ဘူးစိတ်တက်ချင်းမရှင်နိုင်ကြဘူးမရှင်နိုင်ကြတော့သူတို့မှာထွက်ပြေးရတယ်ထွက်ပြေးရပြီးတော့ထွက်ပြေးတာလည်းဘယ်ဟုတ်ထွက်ပြေးရလဲဟိုဘက်မှာထိုင်းမဲရှိတော့တာထိုင်းမဲကိုသူတို့ထွက်ပြေးသွားရတယ်အယောက်900ရဲနဲတာမဟုတ်ဘူးနော်ခွေးပြေးဝပြေးပြေးသွားရတယ်ပြေးသွားတဲ့အချိန်မှာသူတို့လက်နက်ကိုသူတို့ကယူသွားတာမဟုတ်ဘူးထိုင်းမဲကိုပြေးသွားပြီဆိုတော့လက်နက်ကိုသူတို့ကမယူသွားဘူးသူတို့မှာအကုန်ထားခဲ့ရတာအဲ့ဒီလက်နက်တွေအကုန်လုံးကို ကဲယူတွေနဲ့ပြီးတော့ KNLA ပူပေါင်းတပ်ဖွဲ့တွေကနေပြီးတော့ဓာတ်တွေကိုရလိုက်တယ်လက်နက်တွေ KN နေအကုန်လုံးရလိုက်ပါလေအခုဆိုဘာဖြစ်လဲဆိုတော့ဒီစကစာကိုသူတို့ဒုံနဲ့သူတို့ပြန်ရိုက်နေရတယ်ကျွန်တော်တို့အရင်တုန်းကဆိုရင်ကျွန်တော်တို့ကနေပြီးတော့ခံစစ်အနေနဲ့ဒီဘက်ကရဲဘော်လေးတွေကနေတိုက်နေရတယ်အခုကကျွန်တော်တို့ကထိုးစစ်အနေနဲ့ကျွန်တော်တို့ကပြန်ပြီးတိုက်ခိုက်နေရတယ် ျွန်တော်တို့ဘက်ကဒီလူငယ်လေးတွေနဲ့အဲ KNU တို့เนาะအဲပြီးတော့ KNLA ပူးပေါင်းတက်ဖွဲ့ဝင်တွေပါတယ်ငါတို့မှဟိအောင်လက်နက်အင်ကငါတို့မှနဲနေတယ်เนาะအခြေခံတွေလည်းငါတို့နဲနေတယ်နဲနေရယ်ကွာငါတို့ရှိတဲ့ဥစ္စာတွေငါတို့ဒီစကန်းကုန်းငါတို့တက်သိမ်းလိုက်မယ်ကွာတက်သိမ်းလိုက်ရတာပဲเนาะအမြောက်တွေဘာတွေအကုန်ရတာပဲ เนาะအကုန်ရတယ်ကျွန်တော်ဘက်ကနည်းနည်းလေးဟိုလက်နဲ့ဒီဘာတွေမရှိတော့ဘူးဆိုတက်သိမ်းရတာပဲစိတ်သက်ခွန်အားတွေလည်းကျွန်တော်ကတိုက်တာကိုဒါဒါဒီလည်းကျွန်တော်တို့ကအများပြားကျွန်တော်တို့ရခဲ့ပါတယ်စစ်ကောင်စီဘက်က6ရောက်ပေဆုံးပြီးတော့လက်နဲ့ကြီး60မမ3လက်ရရှိခဲ့တယ်ဗျာနေတာမဟုတ်ဘူးเนาะနေတာမဟုတ်ဘူးကျွန်တော်တို့ရရှိခဲ့တဲ့ဟာတွေကအများကြီးပဲတော့ဒီပြင်စကန်နေဒီပြင်စကန်နေကျွန်တော်တို့ဒီဓာတ်တွေမကသေးဘူးကျွန်တော်တို့ကချင်ဘက်တို့ကျွန်တော်တို့ဒီကျွန်တော်တို့ဥစားဥစားကရင်နီတို့ နောက်ကရခိုင်တို့နော်အညာဒေတာတို့ဘာလို့တိတ်ကောင်းနေတိတ်ကောင်းနေလူငယ်တွေစိတ်တက်ခွန်အားလေးနဲ့တိုက်ခိုက်နေတာတကယ်ကိုကောင်းနေအညာဆိုရင်အရင်တော့ကဒါကျွန်တော်တို့ကခေါ်နေအညာငါကုန်မြဲပဲသူညာဆိုတာအဲကျွန်တော်တချင်းရှိတယ်ဗောနော်အဲ့တချင်းကို ျွန်တော်ပြည်သူတွေစိုးစရာမလိုတော့ဘူးတက်ချုပ်ကြီးရပြီးတော့သူကာရာအိုကေမှာသူကစိုးရတော့မယ်ဘယ်လိုစိုးရတော့မလဲအညာငါကိုအမြဲတမ်းရက်စက်တာအဲ့လိုဖြစ်နေမယ်အညာဒေတာဆိုတဲ့နေရာကိုတက်ချုပ်ကြီးတွားဖို့နေနေတာတာစိတ်ကူးတော်မရင်နဲ့ခြေချဖို့မလုပ်ပါနဲ့ကိုကတကယ်စိုးတာတော့အညာသားတွေလက်တံပြောင်းနေအညာသားတွေလက်တံပြောင်းနေဒါလေးကိုကျွန်တော်ပြောချင်လို့ပါခင်ဗျာအဲ့နောက်ကအချင်းချင်းလက်လွန် ကြက်သွန်နေဖြစ်ကုန်ကြပြီဗျာအချင်းချင်းလက်လွန်ကြက်သွန်နေဖြစ်ကုန်ကြပြီဘာတွေချင်းချင်းကြက်သွန်လက်လုံးနေဖြစ်ကုန်ကြတာလေဆိုပြီးခဲ့သည့်ဇွန်လ18ရက်နေ့ကတဲ့အမျိုးသမီးနိုင်ငံရေးအကျဉ်းသားတဦးနဲ့တဲ့အမျိုးသားနိုင်ငံရေးအကျဉ်းသား12ဦးသည်တဲ့ထီလင်းရဲစခန်းမှာထွက်ပြေးလွတ်မြောက်သွားပါတယ်တဲ့ဗျာဒါတိတ်ကောင်းနဲ့အတိတ်ကောင်းနမိတ်ကောင်းလေးတိတ်ကောင်းတဲ့သတင်းလေးပဲဘာပဲဖြစ်ဖြစ်ဟိုဒီရဲစခန်းက အဲပြည်သူဘက်တော်သားဖရဲသည်ပဲဖြစ်ဖြစ်ဘ누구ပဲဖြစ်ဖြစ်သူကပဲဖွင့်ပေးဖွင့်ပေးအဲဒါမှမဟုတ်ရင်အဲကျွန်တော်တို့တွေကငါတို့အချင်းကြနေတယ်ငါတို့ခွန်အားတွေငါတို့မရှိတော့ပါဘူးဆိုတော့အဲစိတ်သက်တွေကြနေမယ်အစားစိတ်သက်တွေကိုခွန်အားဖြင့်အသုံးချလိုက်တာကျွန်တော်တို့ယောက်ျားလေး12ယောက်เนาะအမျိုးသမီး2ဦးအပအဝင်အချင်းသား73ဦးလွတ်မြောက်သွားပါတယ် ဒါကတော့ကျွန်တော်တို့တရင်ကောင်းပေါ့ဒီတရင်ကောင်းလေးကိုကျွန်တော်တို့ကြားတယ်ထီလင်းရဲစခန်းမှာလေတဲ့အဲထွက်ပြေးသွားတဲ့အတွက်သူတို့မှလည်းဘလောင်ဆူနေပါပြီဟာဘလောင်ဆူနေပြီဟာသွားပြီဒါတွေထွက်ပြေးဝိုင်းဟိုဘက်ရောက်သွားရင်တော့ငါတို့ရဲ့မဟုတ်တာလှုပ်ထားတာတွေတော့အကုန်လုံးပေါ်ကုန်ပါပြီဘူးပေါ်ကုန်တော့ပေါ်ကုန်ပါပြီဆိုပြီးတော့သူတို့မှလည်းတောကပြာပါလာတွေမြားနေကြပါလေထိုကဲ့သို့အချင်းသားများလွတ်မြောက်သွားခဲ့ပြီးနောက်တဲ့စစ်ကောင်စီတပ်သားများနဲ့ เนาะအချုပ်တာဝန်ကြရက်တက်ချက်နှစ်ဦးဖြစ်သည်တဲ့ရက်တက်ချက်မြင့်အောင်နဲ့ရက်တက်ချက်ကျော်စန်းထေးတို့ကိုတဲ့เนาะအချုပ်သေးထဲ့ကားတဲ့ရိုက်နဲ့စစ်ဆေးနေပါတယ်ဘလို့ပဲဖြစ်ဖြစ်ပေါ့เนาะတိရုဘတ်တော်သားတွေဖြစ်ခဲ့မယ်ဆိုရင်အဲ့တက်ချက်နှစ်ဦးကိုကျွန်တော်တို့ကနေပြီးတော့ဘရာဗိုပါဘရာဗိုပါသူတို့ဂုံပြူပါတယ်သူတို့တကယ်ဖွင့်ပေးလိုက်တယ်ဆိုရင် သူတို့အစားကျွန်တော်တို့ဂုံယူပါလေဒါမှမဟုတ်လို့သူတို့ကကြီးနိုင်ငယ်ချင်းမြေနဲ့ညာလှန်ဆိုင်တယ်ဆိုရင်တော့ပြည်သူဘက်မှာမပါဘူးဆိုရင်တော့သူတို့အချင်းချင်းလက်လွန်ကြက်သွန်နေလုတ်ကုန်ကြရတယ်လို့ပဲကျွန်တော်ဒီသတင်းလေးကိုကျွန်တော်မှတ်ယူပါတယ်ခင်ဗျဟုတ်ကဲ့ပါကျွန်တော်ရဲ့စိတ်လေးစပီကာတစ်ခုပြီးဆုံးတိုင်းပြီးဆုံးတိုင်းမှာကြပြားလေးတွေနဲ့ကျွန်တော်တို့ပြီးဆုံးနေရှိပါတယ်အဲကျွန်တော်နောက်တစ်ခုကျွန်တော်ရဲ့စိတ်လေးစပီကာမှာ ဲကြပြာလေးမယူဖတ်ခင်မှာကျွန်တော်တခုလောက်တော့ကျွန်တော်ပြောချင်ပါတယ်အခုဆိုရင်ကျွန်တော်တို့ဒီအမေရိကန်နိုင်ငံနေပြီးတော့အီရန်နိုင်ငံကိုမိုင်မောင်းများစွာဝေးကွာတယ်ဟိုအနောက်နိုင်ငံနေပြီးတော့အာရှနိုင်ငံကိုလာပြီးတော့လင်ရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်သူတို့အားကိုးထားတယ်ပတ်ဆက်အကုန်ကြခံပြီးသူတို့ဝေထားတယ်ရုရှားထုတ်ဂျမာရီယာတကယ်တကယ်ကြတော့အတုံးမုံဘူးဆိုတာအီရန်ကြီးကောင်းကောင်းတည်သွားတယ် အမေရိကန်နိုင်ငံရဲ့နည်းပညာတွေကမြင့်မားတယ်။အမေရိကန်နိုင်ငံရဲ့လက်နက်တွေကတကယ်စမ်းတယ်ဆိုတာသိသွားတဲ့အတွက်အခုဆိုရင် အမေရိကန်နဲ့အီရန်တို့စစ်ပြေငြိမ်းအေးလိုက်ကြပြီလို့သတင်းတွေလည်းကျွန်တော်တို့ကြားပါတယ်။ဒါပါဟိုကျွန်တော်ကပြောချင်လဲဆိုတော့သူတို့ကဖြစ်တာတပတ်မပြည့်သေးဘူး။ရှုံးရင်လည်းအရှုံးကိုသူတို့ကလက်ခံပြီးတော့ တို့ကနေပြီးတော့စစ်ပြေငိမ့်မှုပြောတယ်နိုင်တဲ့လူကလည်းမင်းဆက်မလုံနဲ့တော့ဆက်လုံရင်မင်းတို့အဖေခေါ်နေတဲ့ရုရှားနဲ့တရုတ်ပါဒိုးသွားလိမ့်မယ်အခုအီရန်နေပြီးတော့ထင်လာတာတို့ရဲ့ပထွေးရုရှားဟာတကယ်စစ်လက်နက်တွေကကောင်းတယ်လို့တို့ကထင်လာတာအီရန်ထင်လာတာအပြီးတော့ တရုတ်ကြီးရဲ့လက်နက်တွေကလည်းကောင်းမယ်ဆိုပြီးထင်တာတကယ်တကယ်ကျတော့တရုတ်ကြီးရဲ့စစ်လက်နက်တွေကလည်းအရေးသွေးမပြည့်ဘူးဆိုတာသူတို့ကောင်းကောင်းသိသွားတယ်ရုရှားရဲ့ဂျမာရီကလည်းအတုံးမကြဘူးဆိုတာသူတို့ကောင်းကောင်းသိသွားတယ်သူတို့စစ်ပြေငင်းနေတာကောင်းကောင်းမသိတာကတော့ကျွန်တော်တို့မြန်မာပြည်ပါပဲလင်းနေရှိသွားပြီပြည်ပကရန်ကိုကာကွယ်နေတာမဟုတ်ကိုပြည်သူချင်းချင်းကိုတတ်နေတာ စစ်ပြည်လေယနေ့ချိန်ထိမငြိမ်းသေးပါဘူးငါတို့တော့တော်ပြီကွာငါတို့ပြည်သူတွေကိုတတ်တာတော်တော်များနေပြီငါတို့မတတ်တော့ပါဘူးဆိုပြီးတော့ဝင်လဲမခံဘူးခုတနေ့ရဆိုကြည်ပြီးခဲ့တဲ့မနေ့ရပေါ့မနေ့ရဆိုကြည်ဘာလို့စဉ်းစားကြည့်ဗျာပါချုပ်ကိုတော်ကြီးရဲ့တိဆောက်ထားတဲ့ခုနှစ်သားသမီးတွေရဲ့လှူထားတဲ့အလှငွေတွေနဲ့တိဆောက်ထားတဲ့စေယုံကြီးကိုပါချုပ်ဆရာတို့ကြီးကသူတို့စီယုံလို့မရဘူး တို့သူတို့စိတ်ထဲမှာထင်ပြီးတော့အိုက်ဆေးယုံကြီးကိုဘုံကျဲတိုက်ခိုက်ပလိမ့်တယ်ဗျာလူနာတွေလည်းအဲ့ဒီမှာတေကုန်ရတယ်ဟုတ်ပြီပါကျုပ်ဆရာတော်ကြီးလည်းဆေးယုံရှိတယ်ဒီဘက်ကကျွန်တော်တို့တီတခုဆရာတော်ကြီးလည်းဆေးယုံရှိတယ်တီတခုဆရာတော်ကြီးရဲ့ဆေးယုံကြတော့ဘာမှမလုပ်ဘူးဗျာလုပ်ဖို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်သူတို့တွေတရားမျှတာလားမမျှတာဘူးလား ငါတို့ဘက်ကမပါရင်ငါတို့ရဲ့ရန်သူဆိုပြီးတော့ငါတို့လူမဟုတ်ရင်ငါရန်သူဆိုပြီးတော့အဲ့ဒီစိတ်ဓာတ်နဲ့လူလူချင်းတော့မဟုတ်ပါဘူးယဟန်တန်ဃာတွေအချင်းချင်းတော့မှနော်တန်ဃာခိုင်းကွဲအောင်လို့လုံနေတာအဲ့ဒါတွေလည်းနည်းနည်းစဉ်းစားကြပါဦးကိုဘက်ကဘောမလော်ဘီတွေမင်းတို့ဓာကြတော့မင်းတို့မပြောကြဘူးလားဟမ်မင်းတို့ရင်ငုံနှုတ်ပိတ်နေတာလား မင်းတို့အဖေမင်းတို့ပထွေးစစ်တပ်ကနေပြီးတော့ပါကျုပ်ဆရာတော်ကြီးရဲ့စေးယုံဘုံချဲတာလေတော်တော်များများလဲပျက်စီးသွားတယ်လူနာတွေလဲတည်ကြတယ်အဲ့ဒါကြတော့မင်းတို့ကမပြောကြတော့ဘူးလားမင်းတို့မပြောရဲကြတော့ဘူးလားဟမ်မဟုတ်တော့ကကြတော့မင်းတို့ကရှောက်ပြောတယ်ရပြီမင်းတို့အကြောင်းပြောမှပြည်သူတွေကသိမှာမဟုတ်ဘူးမပြောလဲပြည်သူတွေကသိတယ် ထွေထူးငါမပြောတော့ပါဘူးဟုတ်ပြီကျွန်တော်ရဲ့စိန်သီးစပီကာတစ်ခုပြီးဆုံးနိုင်ပြီးဆုံးနိုင်မှာကြပြားလေးတွေကျွန်တော်ရွတ်ဖတ်လေးရှိပါတယ်ဒီခါကျွန်တော်ရဲ့စိန်သီးစပီကာမှာရွတ်ဖတ်မဲ့ကြပြားလေးရဲ့အမိကတော့အသက်အာမခံမရှိတဲ့ចောင်းသားဘဝတွေဒီကြပြားလေးကိုရေးဖွယ်ထားတဲ့သူကတော့ငါမြင်ဆောင်ငိမ့်ပဲဖြစ်ပါတယ်ဆရာငါမြင်ဆောင်ငိမ့်ခင်ဗျာဆရာရဲ့ကြပြားလေးကိုကျွန်တော်ရဲ့စိန်သီးစပီကာမှာ ရွတ်ဖတ်ခွင့်ပြုပါကြပြလေးရဲ့အမိကအသက်အာမခံမရှိတဲ့ကြောင်းသားဘဝဘုံမှန်ထားတဲ့စာတင်ကြောင်းမှာသွေးအိုင်တွေကပြန့်ကျဲနေတဲ့စာအုပ်တွေနဲ့အတူသွေးညီနေတဲ့လွယ်အိတ်တွေကိုသွေးဆိုးနေတဲ့စာတင်ဂုံတွေနဲ့အတူအမိုးမရှိတော့တဲ့စာတင်ခန်းလေးမှာ တွေးအောင်ပြောင်းနေရတဲ့မြေပြူတွေနဲ့အတူတစားစီလွတ်ထွက်သွားရတဲ့ကလေးငယ်တွေရဲ့အပြစ်ကင်းတဲ့အသက်နဲ့ခန္ဓာတွေနှုတ်ဆက်ခွင့်မရလိုက်တဲ့ခွဲခွာခြင်းတွေနဲ့ထွက်ခွာသွားရတဲ့ကလေးငယ်တွေတင်းတို့နဲ့မဆိုင်တော့လို့တင်းတို့သွားလို့ရာကိုသွားလို့ရပြီဆိုပြီးတုံ့ီနေတဲ့နှုတ်ခမ်းတွေနဲ့အမိတ်ပြန်နေရတဲ့ စိယစိယမာတွေဆုံရှုံချင်းများစွာတဲကမှအကြီးမားဆုံးဆုံရှုံမှုမိပင်လည်းကိုဖြတ်ရသည်ထက် ပူဆွေးရသည်ပူဆွေးမှုမိခင်ဖခင်မိရဲ့အော်ဟင်းမိုကျွေးဆူတောင်းတန်နောက်ဘဝဆိုတဲ့နေရာမှာလူဆိုပြီးထပ်ဖြစ်လာခဲ့ရင် ပညာလိုခြင်းလျင်အသက်အာမခံမရှိပညာတက်ခြင်းလျင်အသက်ပေးရမည်ဆိုတဲ့နိုင်ငံလူငယ်တွေကိုလူငယ်တွေလိုနေခွင့်တည်ခွင့်မရတဲ့နိုင်ငံလေးရင်လာရင်အသက်ကိုဖတ်နဲ့ထုတ်ထားရတဲ့နိုင်ငံမတရားမှုတွေလွှမ်းမိုးနေတဲ့ဒီနိုင်ငံမှာ မမွေးဖွားလာပါနဲ့တဲ့လေးစားပါလေငါမြင်ဆောင်ညီကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းပါစေကျွန်တော်မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းပါစေကျွန်တော်တို့မြန်မာနိုင်ငံကြီးအမြန်ဆုံးဘေးမတန်းဖြာဝေလို့ကျွန်တော်ဒီနေရာကနေပြီးတော့စွမုံကောင်းတောင်းလိုက်ပါတယ်မကြမီလာမီပြည်သူပြည်သားအားလုံးကြော်ရတော့ပါ Yeah. Uh -huh.